မိုင်းဖြတ်မြို့နယ်၌စီထွက်သီးနှံနေကြမျိုးစေ့များအခမဲ့ပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဖြတ်မြို့နယ်တွင် မိုးသီးနှံရာသီ၌စီထွက်သီးနှံမိုးနေကြမျိုးတန့်ပွားများရေးအတွက်နေကြမျိုးတန့်မျိုးစေ့များပေးရခြင်းကိုမေလ30ရက်နေ့နေ့စဉ်တိုင်းကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးလမျိုးကအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးတန်းထွတ်လင်ကနေကြာမျိုးစစ်များထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ယင်းနောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလာမျိုးနှင့်အဖွဲ့ဝင်များမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုနှင့်တာဝန်ရှိသူများကကျေးရွာအုပ်စု၂၁အုပ်စုအတွဲတအုပ်စုလျင်စင်းရွှေကြာနှင့်မျိုးတက်မျိုးစစ်၃ကီလိုကိုတာဝန်ရှိသူများထံပေးအပ်ခဲ့ပါတယ်။ ထိုကဲ့သို့ထောက်ပံ့ပေးအပ်ခြင်းသည်ဒေတာအတွင်းစားသုံးစီပူလုံမှုရှိစေ၏အဖက်ဖက်မှကြိုးပမ်းလျက်ရှိရာ2025-2026ခုနှစ်တွင်စောင်းရာသီ၌420ဧကတိုးချဲ့စိုက်ပျိုးရန်ရည်မှန်းထားရာမျိုးလူအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအတွက်ဖြစ်ကြောင်းအဆိုပါမျိုးများသည်2024-2025ခုနှစ်စောင်းရာသီ၌စိုက်ပျိုးထားသောစင်းရွှေကြာနှင့်မျိုးများဖြစ်၍မိုးရာသီတွင် ရေးရွာအုပ်စုတအုပ်စုလျင်တေကနှုံးဖြင့်မျိုးတန်ပွားများစိုက်ပျို၍တေကမှမျိုးတန်မျိုးစေ၅တင်းနှုံးမျိုးစေရယူပြီးစောင်းရသည်တွင်တအုပ်စုလျင်20အေကနှုံးဖြင့်စိုက်ပျိုးပါကရထားချက်အေကဖြစ်သည့်420အေကပြည့်မီစောင်းရွက်နိုင်ပြီဖြစ်ကြောင်းမြို့နယ်ဦးစည်းမှုဦးတန်းထွက်လွင်ထံကသိရှိရပါသည်ခမညာ